တော်လဲတော်တယ်ကောင်းလဲကောင်းတယ်ဆိုတဲ့အတိတ်တွေပြညွန့်တယ်တော်တယ်ဆိုတာအရင်ချင်းရှိတာကောင်းတယ်ဆိုတာစိတ်ထားကောင်းတယ်ကိုချင်းတရားလည်းရှိတယ်စိတ်ထားလည်းကောင်းတယ်ကိုချင်းတရားပြီးသွားပြီးစိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်အပုရိဒ်သူတော်ကောင်းကိလို၄ပြည့်ဖက်ဆုံ မမာတကားမှာတော့သူတော်ကောင်းကိုမျိုးမျိုးဖွင့်ညံ့သေးတယ်တော်တယ်ဆိုတာအရင်ချင်းကိုပြောတယ်ကောင်းတယ်ဆိုတာကျင့်စာလိုက်တဲ့ဘိုင်းဆိုင်ရာကောင်းတာပြောတယ်တရားနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုချင်းသီလလည်းကောင်းတယ်အသိပညာလည်းရှိတယ် ူတွေကဒီလူကလူတော်လို့ပြောတာရှင်ညွန်းတာဘာရှင်ညွန်းလို့ဆိုသူရဲ့ပညာအရေးချင်းကိုရှင်ညွန်းပြီးတော့ပြောလိုက်ရှိတယ်ဒီကောင်ကလူတော်ပဲဒီလူကလူတော်ပဲနဲ့ပြောတာပညာအရေးချင်းတစ်ခုကိုရှင်ညွန်းပြီးတော့ပြောတာလူကောင်းလို့ပြောတာကျတော့ကိုချင်းတရားကောင်းတာရှင်ညွန်းပြီးတော့စာပေလို့ပြောမယ်ဆိုရင်တိလာလည်းရှိတယ်ပညာလည်းရှိတယ် ကံတူတော်တော်ပြောကိုချင်းတရားတော်ကောင်းတယ်အဉ္ဉျမရှိဘူးဆိုလို့ရှိရင်တချမ်းပဲသူ့တဲ့ကောင်းကျန်တဲ့ပုဂ္ဂိုလ်တွေကောင်းမှာပေါ့တိလတ်ရှိတယ်တော်တော်အရင်ချင်းကမကောင်းမတော်ဘူးတော်ရင်ချင်းကတော့တော်ပါရဲ့ကိုချင်းတရားမကောင်းဘူးဆိုတော့ရှိသေးတယ် ဲ့တော့ဒီနှစ်ခုကလူတစ်ဦးတယောက်ရဲ့အခြေခံအရေးအသေးအဖြစ်ရှိတဲ့ရှိလိုက်တဲ့အရေးတွေဒီနှစ်ခုကိုထပ်ပြီးတော့ရှော့ချပြလို့မဖြစ်နိုင်ရှော့ချပြရမယ်ဆိုရင်ဘာကိုဦးစားပေးရမလို့အကယ်၍အရေးပေးတစ်ခုတည်းပဲရွေးမယ်ဆိုရင်ဘာကိုဦးစားပေးရမလို့ကိုချင်းကောင်းတိလရှိတဲ့သူဦးစားပေးပြီးရွေးရမယ် ကိုခြင်းတရားကောင်းလို့တော့အဓိကကြာတယ်ကိုခြင်းတရားကောင်းပြီးတော့မတော်ရင်သူများကိုမကူညီနိုင်တာပဲရှိတယ်ဒီပုဂ္ဂိုလ်ကကိုခြင်းတရားကောင်းသည့်အတွက်ကြောင့်သူ့အတွက်လည်းကောင်းတယ်အများအတွက်လည်းကောင်းတယ်လို့ပြောရအောင်သူကသူ့ရဲ့ဆွမ်းဆောင်မှုတွေကသိကျော်မရှိဘူးအများအကျိုးအတွက်လုံးနေဆွမ်းသိကျော်ရှိပညာရှင်ချင်းဘက်ကတော့တော်ပါရဲ့ကိုချင်းတရားမကောင်းဘူးဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်မျိုးကအန္တရာယ်များတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတတ်တယ်။ကိုယ်ချင်းတရားမကောင်းတဲ့အတွက်။အဲ့တော့ယေကြည်ဆုံးကတိလနဲ့ပညာလို့ဆိုရဲတိလဆိုတာကောင်းတာပညာဆိုတာတော်တာကောင်းတာတော်တာဒီဒီသိနှစ်ခုစလုံးရှိမယ်ဆိုလို့ရှိရင်တော့ဒီလိုဟာတန်ဖိုးရှိတဲ့လူတယောက်ဖြစ်တယ်ပေါ့။ ဒီဤတွင်တစ်ခုအောက်ကိုရှင်းချပြလို့မရဘူးရှင်းချပြလို့မရသေးတဲ့ကြောင့်တိလပရိဒေါတာပညာပညာကိုတိလနဲ့ရှင်းကြောတယ်ပညာပရိဒေါတာတိလတိလကိုပညာနဲ့ရှင်းကြောတယ်ပညာကိုတိလနဲ့ရှင်းကြောရတယ် တိလပညာနှစ်ခုသည်လူတိုင်းလူတိုင်းပြည့်စုံအောင်ပဲအကြီးအွေးဒီနှစ်ခုမပြည့်စုံလို့ရှိရင်တစ်ခုခုချုပ်တဲ့နေတယ်လို့ပြောရမှာပေါ့အေးသူတော်ကောင်းဆိုတာကိုကျင့်တရားလို့ခေါ်တဲ့တိလလည်းကောင်းတယ်ပညာအရှိချင်းလည်းရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတကယ်တော့ကောင်းတယ်တရားသူတော်ကောင်းကို မြင့်ဆုံးသူတော်ကောင်းဆိုတာကြတော့ဘုရုကိုပြောရမှာလို့ဆိုခရယဟန္တာဆက်မြင့်ဆုံးသူတော်ကောင်းကျန်တဲ့သူတော်ကောင်းလို့သတ်မှတ်ရတဲ့ပုဂ္ဂိုလ်တွေလည်းရှိသေးတယ်အချိန်ကအားဖြင့်သူတော်ကောင်းဆိုတာသီလနဲ့ပညာလို့ပြောလိုက်တဲ့ဖြင့်သီလဆိုတာဘာကိုညှိနှိုင်းတာလဲလို့မေးရင်သူစိတ်တရားဆယ်ပါးကို จิตตုံးเนปุคคุตุสไลเตยาเสบาโจจิตตုံးนี้ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကကိုယ်ခြင်းတရားကောင်းတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောอ่ะကံကံရဲ့အကျိုးနားနဲ့သိမြင်တဲ့ကမ္မတက္ကတဓမ္မဒိဋ္ဌိသူကမ္မတက္ကတဓမ္မဒိဋ္ဌိတဲ့အရှင်းမြင်တဲ့ဝိပဿနာဓမ္မဒိဋ္ဌိဆိုတဲ့ဒီလိုအသိဉာဏ်မျိုးပါလာလို့ရှိရင်တော့ လူတော်ဆိုတဲ့အဆင့်ရောက်လူကောင်းဆိုတဲ့အဲ့လူတော်ဆိုတဲ့အဆင့်တရားရောက်တကယ်လူတော်ကောင်းဒါအခြေခံဆံအားဖြင့်ဒီလိုတတ်ပါတယ်